ဇာသပတိနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ8ရက်နေ့နေ့14ရက်နေ့အတွင်းဟာကိုယ့်အတွက်အထူးကောင်းတဲ့ကာလတစ်ခုဖြစ်တယ်အလိုပြည့်စုံမယ်ရှင်မန်းချက်အောင်မြင်မယ်ရှင်းဆွဲနေထားနေပုံမြင့်တဲ့နေထားတစ်ခုကိုကုပြောင်း တိုးတက်အောင်ဖန်တီးနိုင်တယ်အခက်အခဲအားလုံးကိုကျော်လွှမ်းပြီးတော့ကောင်းခြင်းကံရှိမယ် အလောကန်တိုးတက်မယ်စမ်းပွင့်မယ်ပြရတတ်ကောင်းမယ်ပညာရာမှာတိုးတက်မယ်ဘီဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်။ ှစ်ရက်နေရကိုယ့်အတွက်ကောင်းတဲ့နေ့ဖြစ်တယ်ဒါပေမဲ့မတော်တဆနေပြုဆက်မယ်အဲ့နေရမဟာကျေကျန်းရှင်ရနေရင်ရနေသတိထားအရှိရကိုတည်သောဇာနေဖြစ်တတ်တယ်မနေ့ခွန်နိုင်ခွဲနဲ့ကိုနိုင်ကြနေတိုင်းပြုဆက်ရမယ်ကိုယ့်ရဲ့နေ့မှာတော့ထူးခြားတဲ့ကံကောင်းခြင်းနဲ့ရှင်ပြိုင်မှုအောင်မြင်ခြင်းဘဝတိုးတက်ခြင်းကိုရမယ်ဆယ်ရက်နေ့မှာထူးခြားတဲ့ကံပြောင်းလဲနဲ့တိုးတက်မှုတွေရရှိပြီးတော့ဝေကျေလုံငန်းဘဝတလန်းအောင်မြင်မှုလမ်းကြောင်းတွေကိုဖန်တီးနိုင်တယ် စတရနေ့မှာအရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ဂျိုးပေးတယ်။စတရနေ့ကငွေကြေးကံလုပ်ငန်းကံကောင်းတယ်ဒါပေမဲ့မြောက်ရကူတည်သောဆန်နေဖြစ်တဲ့တဲ့မနဲ့ဆယ်နိုင်ခွဲနဲ့ဆယ်နိုင်ကြာအသွာလာဂျူးဆက်ရမယ်။၁၃ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်မထင်မှတ်ထားတဲ့ပြဿနာတွေဖြေရှင်းရမယ်။၁၄ရက်နေ့ကတော့အလုံးစုံကောင်းသောကံနဲ့လူရာပြည့်စုံတိုးတက်ခြင်းတို့ကိုဖန်တီးရယူနိုင်တဲ့အနေထားကောင်းကိုကြောက်ရမှဖြစ်တဲ့ ဇာသာပတိနဲ့ဗုဒ္ဓနဲ့အင်္ဂါနဲ့မွေးစုတွေကောင်းကျိုးပေးမယ်တနည်းလာနဲ့တောက်ကြနေမွေးစုတွေဒုက္ခပေးတတ်တယ်သုံးခုကိုကနဲ့နဲ့အကျိုးပေးတယ်အပြာရောင်ပန်းရောင်နှုတ်နှင်ရောင်တွေဝတ်ပြီးအလိုရှိရာကိစ္စများဆောင်ရွက်နိုင်တယ်အနီရောင်ပန်းပွင့်ဖျားလှူပြီးတော့လိုရာဆန္ဒပြည့်ရင်ဆန္ဒပြည့်မြောက်မယ်ယေရှုတင်ပါတယ်